မင်္ဂလာပါရှင်ရောင်းကတိချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာတရားမဝင်ကုန်သွယ်ရေးနဲ့ကြားပြန်ွယ်ရေးလုပ်ငန်းအနေမှာငြိမ်းချမ်းယူထားတဲ့တိုင်းဒါလန်နဲ့ဂိုင်းနေကြဆောင်တက်တင်များကြောင့်မရောက်နိုင်တဲ့ဇော်မင်းတို့ကတလိတန်နဲ့ပြေဖို့မြန်မာနိုင်ငံမှာနေဆက်ကိတ်တွေပိတ်ထားမှုတရားမဝင်ကုန်သွယ်ရေးကြီးကြီးထောက်လာမှုနဲ့ကြားပြန်ွယ်ရေးလုပ်ငန်းအနေမှာငြိမ်းချမ်းရယူထားတဲ့တိုင်းဒါလန်နဲ့ဂိုင်းနေကြဆောင်တက်တင်ကြောင့်မရောက်နိုင်တဲ့ဇော်မင်းတို့ကတလိတန်နဲ့ပြေဖို့ပြောဆိုလိုက်ကြတယ် နိုဝင်ဘာလ16ရက်နေ့မော်လမြိုင်ခရီးစဉ်မှာကြက်ဖက်မြောင်းလည်းကမြန်မာနိုင်ငံမှာတရားမဝင်ကောင်းတဲ့ရေးရေးဆောင်ရွက်နေသူတွေမှာငင်းချင်းရရယူထားတဲ့တိုင်းဒေါ်လာနဲ့ကိုင်ဖွဲ့စည်းဖြစ်ကြောင်း၎င်းတို့ရဲ့ကိုကျိုးစည်းပွားအတွက်တရားမဝင်ကောင်းတဲ့မှုတွေမှာပောင်းရင်ပတ်သက်လျက်ရှိကြောင်းပြစ်တင်ပြောဆိုခဲ့တယ်။အလားတူယနေ့ထုတ်ပြန်တဲ့စစ်တပ်ဝါရဖြန့်သတင်းစာတွေမှာကြောက်ဖြတ်လုပ်ငန်းနဲ့ပတ်သက်ပြီး EOS KNU KNL နဲ့ SCA လက်မှတ်ရေးထိုးထားတဲ့တချို့သော EOS နေကြားစာတက်တွေကပောင်းရင်လျက်ရှိကြောင်းကြက်ဖက်ဆောင်မင်းတို့ကပြင်ပို့နေတယ်။ 2022ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးမြောက်ရီမြို့နယ်အလန်းကွာဝေးတဲ့ခုနကနေမြေမှာတိုင်းဒါလန်နက်ကိုင်း EOS KNU KNL ရဲ့အဖွဲ့ပြင်း SCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့တချို့သော EO အဖွဲ့ဝင်တွေပြီးရင်နေကြားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်လောက်ကင်နေရပဲဖြစ်ပါတယ်။အဲဒီလူတွေကိုပဲကြီးကပ်ပြီးတော့ကိုကျိုးရှာစီးပွားရေးသမားတွေကအဲဒီလူတွေဆက်ဆက်ပြီးဒီလုပ်ငန်းတွေကိုလုံဆောင်နေရဖြစ်တယ်။ရွှေကောက်ကိုမြို့တင်မှာမြန်မာရထိုင်းအင်တာနက်ရှင်နယ်ဟိုရင်ဂရုကြောက်ခတ်နေမြေမှာ Changkul Great Resort Company တို့ကပါဝင်ပတ်သက်နေကြောင်းဂျန်ဖတ်ဇော်မင်းတို့ကပြောဆိုပါရယ်အကြဖတ်စစ်တပ်ကဆီယနာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့အတိုင်းပြည်မတည်ငြိမ်မှုတွေအတွက်တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းမှအဓိကတာဝန်ရှိကြောင်းပြည်တွင်ပြောဆိုမှုတွေကိုမကြာခဏလှုံ့ဆော်လေးရှိပါတယ်။ ဆလဘီစလင်းမြို့နယ်မှာစစ်တပ်လက်အောက်ကရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကိုရေးရဆောင်နေပြီးဖမ်းဆီးအရေးယူမှုတွေဆက်လက်လှုပ်ဆောင်သွားမျိုး NGO ကပြောအမျိုးသားညီညွတ်ရေးဆွေးနွေးရေး NGO နေနဲ့အနာသိန်းစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲအတွက်မဲပေးဖို့ပြည်သူတွေပေါ်ချင်းချောက်သူတွေကိုရေးယူမှုတွေလှုပ်ဆောင်နေကြောင်း NGO ပြောင်စုဝင်ကြီးကျော်ရုံပြောရင်းဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်ဆလင်းမြို့နယ်မှာစစ်တပ်လက်အောက်ကရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တယောက်ကိုပြည်သူတွေတိုင်ကြားမှုကြောင့်ဖမ်းဆီးနိုင်ခဲ့ပြီးအရေးယူမှုတွေလှုပ်ဆောင်နေတယ်လို့ဆက်လက်ပြောလဲလှုပ်ဆောင်သွားမယ်လို့ဆိုရယ် အမျိုးသားညီညွတ်ရေးဆိုရာစိုးမိုးထိန်ချုပ်နယ်မြေဖြစ်တဲ့စလင်းမြို့နယ်မှာဂျပန်စစ်အုပ်စုရဲ့အထွေထွေရွေးကောက်ပွဲအတွက်ဦးစီးဦးဆောင်ပြုနေတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်မြေခန့်ဂျပန်ဖွဲ့ဝင်ဦးတက်ဝေကိုပြည်သူ့ရဲ့သတင်းပေးပို့မှုရဖန်စီထိန်သိမ့်ခဲ့ပြီးဂျပန်တိုက်ဖြတ်ရေးဥပဒေနဲ့အရေးယူပြစ်ပေးနိုင်မှုစလင်းမြို့နယ်တရားရေးဖွဲ့စီကတရားရေးလှုပ်ထုံလုပ်နေတဲ့ညီစီစဉ်တောင်းလျက်ရှိပါတယ်အန်ယူဂျီပြည်တိုင်းနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်းအတူရောင်ရွေးကောက်ပွဲမှာမဲထွက်ပေးဖို့ကြိုတင်မဲပေးဖို့တနည်းနည်းနဲ့ချိန်ချမှုတွေရှိလာခြင်းတိုင်ကြားနိုင်ကြောင်းဥပဒေနဲ့ညီရေးယူသွားမယ်ကြောင်းနိုဝင်ဘာလကျနေ့မှာထုတ်ပြန်ပါတယ်။ အာနာသိန်းဂျပန်စစ်တပ်အတွေ့အော်ရွေးကောက်ပွဲအစားပြပြည်သူတွေလွန်လပ်စွာထုတ်ပေါ်ပြောဆိုရေးသားခွင့်တွေကိုနှောက်ယှက်ဖမ်းဆီးမှုတွေလုံဆောင်နေတဲ့အတွက်နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆရာစုစနစ်ကြကျွလွန်နဲ့ဆရာဆွေမူလူခွင့်ကြိုပေါင်းမှုတွေကိုတင်ချစွာစောင့်ကြည့်လေ့လာရင်းယူခြင်းတရားလက်လွတ်ဖန်ဆင်းမှုတွေကိုပြင်းထန်စွာရှုံချပြီးဖန်ဆင်းခံထားအတွက်အမြန်ဆုံးလွတ်မြောက်ရေးအတွက်ဆရာစုကိုဖိအားပေးခြင်းဆရာစုရဲ့လူခွင့်ကြိုပေါင်းမှုတွေအတွက်အတန်တိတ်ညံ့မြတ်မပြည့်တွေကိုစားဖွင့်ရပြောဆိုခြင်းဆရာစုရဲ့တွေ့ရုံရွေးကောက်ပွဲနဲ့အဲဒီကနေထွက်ပေါ်လာရုပ်သေးအစိုးရကိုတိမမပြုတ်ကြောင်းထုတ်ဖော်ပြောဆိုခြင်းနဲ့လှုံ့ဆော်ကြဖို့လည်းအတိုက်တွန်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးရောဒေတာတော်လင်းအရာစုတွေကိုချုံးနေစိန်ခေါ်လေးရှယ်ပုံမူလှမျိုးထုတ်ဆိုသူတိတိန်တိုက်ပွဲတွင်ရရှိတဲ့အရာနဲ့အရေးပေါ်စေရင်တင်ထားရမကွေးနဲ့ရောဒေတာခံကောခိုင်တွင်ကတော်လင်းအရာစုတွေကိုအမြဲလိုလိုချုံးနေစိန်ခေါ်နေတတ်တဲ့ခလာ50တဲ့ဖြွာမှုပုံမူလှမျိုးထုတ်ဆိုသူချင်းပြည်နယ်မြောက်ပိုင်းရှင်းတဲ့နေရာမှာရရှိတဲ့ထိခိုက်တဲ့အရာနဲ့အရေးပေါ်စေရင်တင်ထားရလို့ရောလင်းတပ်ဖွဲ့ကုမင်းတတကပြောတယ် ပြည်ကတဲ့အော်တိုဘာလာတွင်နောက်မြောက်တိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုမျိုးမင်းထွေးရဲ့အမိန့်နဲ့ကန်ကောမြို့ခလာရ90တန်ရင်ကနေစင်ပြည့်နယ်မြောက်ပိုင်းတိတဲ့မျိုးကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်နေပြောင်းမှုဘုံမူလှမျိုးထွန်းဟာလက်ရှိမှာတိုက်ပွဲအတွင်ရရှိပြင်းထန်ဒဏ်ရာတွေနဲ့တိတိန်စေယုံပေါ်မှာရေးပေါ်တရားကူတာနေရတာဖြစ်ပါတယ်။အခုလနိုဝင်ဘာလ10ရက်နေ့ကတိတိန်မျိုးရှင်နယ်တိုက်ပွဲတစ်ခုမှာဘုံမူလှမျိုးထွန်းနဲ့လက်အောင်ငယ်သား300အထိကိုက်တဲ့အကိုစီရရှိခဲ့ကြောင်းလှမျိုးထွန်းကသူ့ရဲ့ညာဘက်ပေါင်နဲ့ဝမ်းပိုက်နေရာရင်းစီကို တနက်ချိန်နဲ့ချက်အထိမှန်တရားရရှိပြီးတရားပြင်းထန်တာကြောင့်ရေးပေါ်စေကူတာနေရာကြောင့်ရောလင်းတပ်ဖွဲ့ဝင်ကွန်မင်းတတကပြောတယ်။ထိခိုက်တဲ့အပြင်းထန်တဲ့ပုံမူလမျိုးထုဆိုသူကဂန်ဂောခလာ50တက်တွင်ပြွာမှုဖြစ်တဲ့ဝန်ထမ်းဆောင်ချိန်အနီနာကြရရင်စီအင်အားလုံးရင်နဲ့မကြကနာစစ်ကြောင်းထိုးတက်လို့ရောဒေတာတော်လိုင်းအင်အားရွှေပေါ်ချိုးနေစိန်ခေါ်တက်သူလို့လည်းသိရပါဗျ။ ပြာမူလာမျိုးတို့ဟာကံကောခလာ50တက်တွင်ရှင်နေစိမ့်ဆူလိုက်ပြုံလိုက်လူတက်မှုတွေမတရားဖန်ဆီးမှုတွေနဲ့မိရှုဖြက်ဆီးမှုတွေကိုမိန့်ပေးစေခိုင်းခဲ့သူဖြစ်တယ်လို့လည်းသိရပါဗျ။အဲ့ဒီထဲမှာပြီးခဲ့မေလအတွင်းဖြစ်ပွားခဲ့ကံကောမျိုးနဲ့လေမရွာကလူ70ယောက်ဆူလိုက်ပြုံလိုက်တက်ဖြက်ခံမှုဖြစ်စဉ်လည်းတစ်ခုအပောင်ဝင်ဖြစ်ပါတယ်။နွေဘာလာတွင်ချင်းမြင့်နယ်မြောက်ပိုင်းတိတိဖလန်းနယ်သခိုင်းတိုင်းတွင်ကကလေးမြွနယ်တောင်ပိုင်းမကွေးတိုင်းကန့်ကောမြွနယ်မြောက်ပိုင်းတို့မှာချင်းလန့်ဦးဆောင်တဲ့တွန်လိုင်းတက်တွင်နဲ့ကြံဖတ်စစ်တပ်တို့နေစီရဲဆက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။ တိုက်ပွဲတွေထဲမှာစစ်အုပ်စုဘက်ကဗိုလ်မှူးဗိုလ်ကြီးအဆင့်ရှိတွေပါဝင်ဂျပန်စစ်သားတရားကြောတည်ဆောင်ထားကြောင်းနဲ့စစ်သားချို့ကိုလက်နက်ကဲအများပြားနဲ့တူအရှင်ဖမ်းဆီးရမိထားကြောင်းချင်းပြည်နယ်ဆွဲကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။ ဆလဘီလဲကုန်းမှာအတွေ့အော်ရွေးကောက်ပွဲအတွက်အားကျုံမတ်တဲ့စီယုံပေးနေဇရက်ကွင်းရက်ကွက်ရုံမိုင်းခွဲတိုက်ခိုက်ခံရပြုနယ်အုံလွင့်သွားရန်ကုန်တိုင်းလဲကုန်းမြို့နယ်မှာရဲသားတွေကိုအတွေ့အော်ရွေးကောက်ပွဲစိတ်ဝင်စားဖို့အတင်းအဓမ္မစီယုံနေတဲ့ဇရက်ကွင်းရက်ကွက်အောက်ဆွေမှုရုံကိုပြင်းအမြင့်မိုင်းနေတဲ့တာရောက်ဖောက်ခွဲတိုက်ခံရမှာလုံခြုံရေးယူနယ်ပြူစောတီနယ်အသေးဆုံးနိုင်ကြောင်းရန်ကုန်အာမီဖွဲ့တော်ရှိသူကပြောပါတယ်နိုဝင်ဘာလ16ရက်နေ့ညနေပိုင်းမှာရန်ကုန်အာမီနဲ့အနောက်ပိုင်းခံပကဖတပ်ဖွဲ့ဝင်တွေကဇရက်ကွင်းရက်ကွက်ရုံကိုပြင်းအမြင့်မိုင်းနှလုံးနဲ့တာရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ် ဖြောင်ကြားတပ်ဖွဲ့ဝင်တွေအနေနဲ့ရက်ကွက်ရုံတွင်ဖြူစောတိစုပြောင်းရောက်ရှိနေခြင်းကိုအသိစောက်ကြိုတိုက်ခိုက်နိုင်ခဲ့ရာကြောင့်အုတ်ချုံရမှုနောက်လိုက်ဖြူစောတိနှောင်မျက်မြင်တိခိုက်ခဲ့ကြောင်းရန်ကုန်အာမေဖွဲ့တောင်ရှိသူကပြောတယ်ရန်ကုန်အာမေဝိုင်းနဲ့အနောက်ပိုင်းခိုင်ပတ်ကဖားရိုဟာအတူရရွေးကောက်ပွဲအတွက်ပောင်းဝင်ပတ်သက်လောက်ကိုင်းနေသူတွေကိုထိထိရရတိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ကြေညာထားပဲဖြစ်ပါတယ်အဲဒီရန်ကုန်အောက်ကြီးနဲ့နောက်လိုက်တွေကပြည်သူကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖိအားတဲတန်ပေးမဲဆွယ်ပွဲတိုင်းမတက်ရင်ချင်းချောက်တာတွေပါရေလောက်တယ်စစ်မှုထမ်းကျဲလဲလှဆင်မထက်မနေရာကောင်းနေနောက်ပြီးသူကိုယ်တိုင်ပဲ လူငယ်တွေကိုပြန်ပေးဆွဲပြီးတောင်းစားတဲ့ကိစ္စလည်းလုပ်ပါတယ်။အုပ်ကြီး၁၀ရောက်မှ၉ရောက်လောက်ရှိအကျဉ်လို့ဝိုင်းတောင်းဝင်ရှိသူကပြောပါတယ်။ပြီးခဲ့အောက်တိုဘာလ၁၈ရက်နေ့ကလည်းလှဲကူမျိုးနဲ့တရေဘိုးကျေးရွာအုပ်ချုပ်မှုရုံကိုအဆိုပါနှစ်ဖက်သွားတိုက်ခိုက်ခဲ့ပါတယ်။ ဆလဘီမြိုင်နဲ့မြင်းချက်မြို့နယ်အုံမှာစစ်တပ်ကိစကန်နဲ့စစ်ကြောင်းတိုက်ခိုက်မှုစစ်သားတအုပ်သေးဆုံးပြီးတအုပ်ကိုလက်နက်နဲ့တွေ့ရှင်ဖမ်းပြီးမကွေးတိုင်းမြန်မြို့နယ်စစ်မှုနေကထွက်လာပြီးပြည်သူ့ပိုင်ပစ်စည်းကိုခိုးယူလာတဲ့စစ်သားနယ်ကိုပြစ်ခတ်ရှင်းလင်းရာတအုပ်သေးဆုံးပြီးတအုပ်လက်နက်ခဲများနဲ့တွေ့ရှင်ဖမ်းပြီးကြောင်မြောင်ပြက်ကဖကထုတ်ပြန်နေနိုဝင်ဘာလ၁၇ရက်နေ့မနက်၈:၄၅မိနစ်ကမြန်မြို့နယ်စစ်မှုနေကနေဘေးဘက်ဝန်ကျင်တောတိုက်များတွင်ကိုဝင်ရောက်ပြီးပြည်သူ့ပိုင်ပစ်စည်းကိုခိုးယူလာတာကိုတပ်သေးခံပစ်စည်းနဲ့တွေ့ရှိသဖြင့်ပြစ်ခတ်ရှင်းလင်းခဲ့ရာစစ်သားတအုပ်ကွဲချင်းပြီးသိမ်းဆုံးပြီးတအုပ်ကိုကြီးထိမှန်တရားနဲ့အရှင်ဖမ်းပြီးခဲ့ကြောင်း ဒဏ်ရာရရှိတဲ့စစ်သားကိုကောင်းမွန်စွာစေကူတာပေးထားကြောင်းသိရပါဗျ။ထို့ပြင်၎င်းတို့ထံမှ MA1 အမျိုးအစားတနက်တလက်၎င်းကြည်စံ453ဒေါ်ကျူပါ6ခုနဲ့ကျန်အသုံးစားပစ္စည်းချို့သိမ်းဆည်းအားရှင်ခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကိုမြိုင်ပတ်ကဖကော့ဘရာတာတပ်ဖွဲ့နဲ့ညမြစ်တပ်ပေါင်းစုပူးပေါင်းကလုံဆောင်ခဲ့ပါဗျ။ ဖုန်းဆက်တိုက်ခိုက်ခဲ့ပြီးနောက်ခနာကြာမှမြင်းဆက်မျိုးကနေလူနာတင်ကရောက်လာပြီးတရားစစ်သားတွေကိုတင်ဆောင်သွားကြပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြောင် drone 4 drone ကြားခင်စိတ်ထဏောင်းမြေစစ်ကြောင်း justice wire တပ်ဖွဲ့ revolutionary air force ဒေါင်းမင်းကြီးတပ်ဖွဲ့မြင်းချက်ခဲ MS7 တန်ရင်လက်ယုံတက်925ပျောက်ကြားတပ်ဖွဲ့ငန်းဆောင် pick up drone တင်တဲ့အာမက်တေပျောက်ကြားတပ်ဖွဲ့ပူပေါင်းကတိုက်ခိုက်ခဲ့ပါတယ်။ ဆက်လက်ပြီးပေါင်းမြွနယ်တင်စစ်ကြောင်းတို့နဲ့စစ်တပ်ကလမ်းပြခေါ်ဆောင်လာသူတွေအပေါင်းပြည်သူရွှေကိုဖမ်းဆီးတပ်ဖြတ်ရေး20ကျောင်းကိုဖမ်းဆီးတာကျင်းရော်တွေကိုစစ်ကြောင်း၄ကျောင်းနဲ့စီနေမင်းရှုံနဲ့မကွေးတိုင်းပေါင်းမြွနယ်တင်စစ်ကြောင်းတို့နဲ့ဂျပန်စစ်တပ်ကလမ်းပြခေါ်ဆောင်သူတွေအပေါင်းပြည်သူရွှေကိုဖမ်းဆီးတပ်ဖြတ်ပြီး20ကျောင်းကိုဖမ်းဆီးတာကကျင်းရော်များကိုလည်းစစ်ကြောင်း၄ကျောင်းနဲ့စီနေမင်းရှုံနဲ့ကြောင်းပေါင်းမြွနယ်လူသားစာနာမှုတောင်းရှိသူကပြောပါတယ် နွေမာလာစကြောင်းနေကစတင်ပြီးပေါင်းမြုံနယ်မြောက်ပိုင်းရှိကြားတွေကိုဂျပန်စစ်တပ်ကစစ်ကြောင်းလေးကြောင်းကွဲပြီးစစ်ကြောင်းထုံးနေရေးကျေးရ42ရွာမှာပြည်သူ3000ကျော်ခန့်နှီးစရတောတောင်များတွင်စစ်ဘေးတိမ်းရှောင်နေရကပေါက်ကပါစာ24လက်နက်ဆဲုံမှလည်းလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်မှုတွေဖြင့်လေကြောင်းနဲ့ပုံကျတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ်။အဆိုပါဂျပန်စစ်တပ်စစ်ကြောင်းပေါင်းမြုံနယ်တွင်စစ်ကြောင်းထုံးလာခြင်းကစပြီးလက်ရှိချိန်ဒီလမ်းပြဖြစ်ဖန်းစီလာတဲ့ပြည်သူနှံအောင်အပါဝင်ကျေးရွာတွေမှာပြည်သူရှင်ကိုဖန်းစီတက်ပြပြီးပြည်သူနဲ့ဆက်ကြောဖန်းစီခေါ်ဆောင်သွားပါတယ်။ လက်ရှိချိန်နေစစ်ခွဲနဲ့ပြုခွင့်ပူပေါင်းပြီးတပ်ဖြတ်ထားတဲ့မြို့သမီးနှောင်းပောင်းရှေဦးထီရှိနေပါပြီ။လမ်းပြခေါ်ပြီးတက်တာကပြည်သူနှောင်းနဲ့ကြံတဲ့ပြည်သူ၆ဦးကသူတို့ကြေးရတွေကိုဝင်ရောက်စီးနေတွေ့လို့တပ်ဖြတ်ခဲ့တာ။နောက်ပြီးပြူစောတရားတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာပြည်သူ၂၀ဦးထီရှိတယ်လို့ပေါင်းမြောက်နယ်လူသားစာနာမှုဌာနတာဝန်ရှိသူကပြောပါရတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါရရှင်။